ကင်မရာရှိမှမို့နေတိုးကိုပေါ်ပင်လုပ်ပြီးပြေးကြတော်တယ်ဆိုတဲ့ပြောစကားကိုခုလိုတုံ့ပြန်ခဲ့တဲ့စီပြုံမင်္ဂလာပါရှင်ပါမစ်နာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်နေတိုးကို လူပုံလေးမှထိုင်ကြတော့လူအလောင်းခံနေရတာကတယောက်ဆောင်မင်းသားစီဖြိုးပါ စီဖြိုးဟာကန်နဝင်ငတိုးရုပ်ရှင်ဇာတ်ကားပရီမီယာရှိုးခွဲမှာတော့နေတိုးကိုဒူးထုတ်ကထိုင်ပြီးရှီခိုးကရော့ခဲ့တာဖြစ်ပါတယ်။ဒီလိုနေတိုးကိုကရော့တဲ့အပေါ်မှာလည်းလူတွေကစီဖြိုးကိုရုပ်ရှင်ရိုက်ဖို့နေတိုးကိုဖောင်းနေတယ်။ပေါ်ပင်လုံနေတယ်ဆိုပြီးပြောကြတာပါ။အားလုံးသိကြတဲ့အတိုင်းစီဖြိုးဟာအရင်တုန်းကတော့နာမည်ရှိပြီးပြိသက်အတိမတ်ပြူတယ်မင်းသားတလက်ပါ။ဒါပေမဲ့လည်းနောက်ပိုင်းခင်လွမ်းနဲ့အိမ်အောင်ကြပြီးမှတော့ရုပ်ရှင်လောကနဲ့ဆက်သွယ်ပြတ်သွားခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့်စီဖြူဟာရုပ်ရှင်မရိုက်တော့ဘဲမိသားစုဘဝလေးနဲ့အဆင်ပြေနေတာဖြစ်ပါတယ်။ပြုံးဆောင်စီဖြူရဲ့မိခင်ဟာလည်းမြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံ၊အင်ဒိုနီးရှားနဲ့တခြားနိုင်ငံတွေမှာနာမည်ကြီးနေတဲ့ဗီရင်ဆီယာမတယောက်ပါ။ ဒေါ်တီတီဝင်းကအင်မတန်ကိုချမ်းသာကျွမ်းဝတဲ့တတိမကြီးတယောက်ဖြစ်ပြီးတိမ်မောင်းထောင်ချီတောင်းချီမကလှူဒန်းမှုတွေကိုပြုလုပ်နေရင်းနဲ့တတိမကြီးပွဲကိုခံယူထားတာဖြစ်တယ်လို့အကြမ်းမြင်ရနေတဲ့ဆရာမကြီးတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်လေတရုတ်ဆောင်စီဖြိုးရဲ့မိခင်ဒေါ်တီတီဝင်းနဲ့အကြမ်းမြင်မိခင်တဲ့နိုင်ငံသားတွေဟာတန်းစီပြီးဆောင်ရတက်ပါတယ်။ဒေါ်တီတီဝင်းဟာအကြမ်းမြင်စွန်းနေတဲ့လင်းရင်ပြတ်ကြမှုကိုတော့မှရက်တန်အောင်ပြုလုပ်နိုင်ခဲ့ပြီးတော့မလေးရှားကတတိကြီးတယောက်ရဲ့အသက်ကိုလည်းကယ်တင်နိုင်ခဲ့တာပါ။ အချားမြင်ရနေတာကြောင့်ပို့ပြီးတော့ချမ်းသာကျွမ်းဝလာခဲ့တဲ့ဒေါ်တီတီဝင်းကထိုင်းနိုင်ငံမှာလည်းတိမ်မောင်းတောင်းချီတန်းတဲ့မြေကွက်ကြီးနဲ့တိုက်ရင်ကြီးကိုဝယ်ယူထားနိုင်တဲ့ချမ်းသာကျွမ်းဝသူပါဒါကြောင့်တရုတ်ဆောင်စီဖြိုးတို့မိသားစုဟာမြန်မာနိုင်ငံမှာအလူတန်းများစွာနေပြုလုပ်နေသူပါ ဒီလိုမျိုးချမ်းသာကျွမ်းဝတဲ့တရုတ်ဆောင်မင်းသားစီဖြိုးဟာပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ကံဝင်ငတူးရုပ်ရှင်စကားကြီးပရိုမိုးရှင်းပွဲမှာတော့နာမည်ကြီးမင်းသားနေတိုးကို လူပုံလဲမှာဥချကြတော့ခဲ့တာပါဒီလိုကြတော့ရတဲ့အကြောင်းရင်းကလည်းစီဖြိုးဟာရုပ်ရှင်လောကနဲ့အလံဝင်နေတဲ့အချိန်နေတိုးကစီဖြိုးကိုကံဝင်ငတူးဆိုရင်ရုပ်ရှင်စကားကြီးမှာပြိဿအတိမတ်ပြုတဲ့နေရာတနေရာပေးခဲ့ပါတယ်ဒါကြောင့်လေစီဖြူဟာနေတိုးကိုလူပုံလဲမှာဥသုံးကျင်ချာကကြတော့ခဲ့တာပါ စီဖြိုးကတူတီလိုကရောနာကပေါ်ပင်လောက်တာမဟုတ်ပါကြောင်းအစားကလေးကတနဝင်းကတူးရုပ်ရှင်ပို့စ်တွေပေါက်ရင် နေတူးကိုတွေ့ရင်ပြေးကြောဖို့ရှိမှန်းထားကြောင်းနေတူးဟာသူ့အတွက်စီနီယာသင်ယူဆောင်တယောက်ဖြစ်တယ်လို့အကူလိုဖြစ်တာမို့ကရောနာပါလို့ဆိုပါတယ်။ဒါပြင်လူပညာလောကနဲ့ခင်းကွာနေတဲ့သူကိုနေတူးကအခုလိုနေရာတနေရာပေးလို့လဲစီဖြိုးကကျေးဇူးတင်နေတာပါ။ နေတို့ကလည်းစီဖြိုးခရုံးလိုချီနူးပီတီဖြစ်ရပေမယ့်မမာနထောင်လွှားခြင်းမျိုးမရှိဘဲအခုလိုနှိမ်ချပြီးပြောဆိုလာပါတယ်။ နေတိုးကစီပြိုးသူကိုကရော့တာဟာလူပညာလောကမှာအသက်ရွယ်လိုက်ကာရဝတရားအရာလေးစားသမှုနဲ့ကရော့ခဲ့တာဖြစ်ကြောင်းသူဘက်ကလည်းမင်္ဂလာတရားတော်နဲ့ညီစီပြိုးကရော့တာကိုကျေနပ်ဝမ်းသာမိတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းနေတိုးကသူဟာစီပြိုးရဲ့ဆရာသမားလို့မခံယူထားကြောင်းအသက်ရွယ်ရလည်းစီပြိုးဟာသူ့ရဲ့ညီငယ်လေးရွယ်ဖြစ်တယ်လို့အမှုပညာလောကထဲမှာလည်းစီနီယာနဲ့ဂျူနီယာသာဖြစ်ကြောင်းနေတိုးကနှိမ့်ချပြောဆိုလာပါတယ်။ စီဖြိုးကတော့တရုတ်ဆောင်မင်းသားနေတို့ကိုကန်နဝေငတွန်းရုပ်ရှင်စကားကြီးမှသူ့အတွက်နေရာတနေရာပေးလို့ဝမ်းသာကျေးဇူးတင်နေတာပါ။နေတိုးကလည်းစီဖြိုးနဲ့လိုက်ပြတ်တဲ့ကာရိုက်တာမျိုးလိုပေးလာပါလို့ဆိုပါတယ်။ဒါပြင်နေတိုးကစီဖြိုးရဲ့နုပညာရေးချင်းတွေကိုပါချီးကျူးခဲ့တာပါ။ တကယ်ဆိုရင်လေစီဖြိုးလိုတိတ်တိတ်ကျဲချစ်ချစ်တက်ချမ်းသာကျွမ်းဝတဲ့တတိသားတယောက်ကနေတိုးကိုလူပုံလေမှာကတော့ဆရာမလိုပါဘူး။ဒါပေမဲ့လေစီဖြိုးရဲ့နှင်းချတဲ့စိတ်တက်လေးနဲ့တူစီနီယာတယောက်ဆောင်နေတိုးပေါ်မှာဂါရမတရားလေးနဲ့ကတော့ကဲလို့ချီချူးနေကြတာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပြိသက်တွေကရောတရားကိုတရားဂါရဝတရားနဲ့ပြန်လည်ဆက်ဆံနေကြတဲ့နေတိုးနဲ့စီဖြိုးပေါ်မှာမိမိတို့အမြင်ရှင်ရင်ပြောသွားကြပါအောင်ရှင်